ချော့ခွေးတဲ့အကြောင်းအရာတွေကိုလွယ်လွယ်ကူကူနောက်လည်နိုင်ဖို့အထူးထူးလေ့လာကြတဲ့အစီအစဉ်ကလေးကြိုဆိုပါရစေ။ဒီနေ့မှာတော့တမချောင်းစာတဲ့ကစိတ်ဝင်စားစရာအစီအစဉ်တစ်ခုအကြောင်းကိုအထူးထူးကြည့်ကြပါမယ်။ကဲကဘာအိုစားအကြီးဆုံးကျန်းတဆောင်ကိုနားလည်အောင်ဖတ်မယ်ဆိုရင်ဘယ်ကနေစဖတ်ကြမလဲ။ရိုးရှင်းပုံရပါမယ်။တော်တော်လေးနည်းနည်းနဲ့မိကွန်းတစ်ခုနဲ့အစာပြူကြည့်ကြတာပေါ့။တမတိအရာဆိုရင်တော့ရှင်းပါတယ်။တမိုင်းမှာအရင်ဆုံးပေါ်ပေါက်ခဲ့တဲ့ profit ကျန်းကနေစဖတ်တာကအစင်လိုက်အမှန်ဆုံးပဲပေါ့။ဟုတ်တယ်မလား။ ဟုတ်ပါတယ်။နှစ်ပေါင်းနှစ်ရောက်ကျော်လုံးပြင်ညာရှင်လုတ်ခဲ့ကြတာကလည်းအဲ့ဒီအတိုင်းပါပဲ။သူတို့က Prophet ချင်းတွေကိုအပိုင်းပိုင်းခွဲပြီးတော့တမိုင်းအဖြစ်ပြက်အစီအစဉ်အတိုင်းပြန်စီပြီး Prophet Future ရဲ့တမိုင်းတစ်ခုကိုပြန်လဲတိဆောက်ခဲ့ကြတယ်။ဒါပေမဲ့ဒီနေရာမှာစဉ်းစားစရာပုံစံတစ်ခုရှိလာပါတယ်။ကျန်းစာကိုလက်ဆင့်ကမ်းလာတဲ့မူရင်းအစီအစဉ်အတိုင်းမဟုတ်ပဲကိုယ့်သဘောနဲ့ကိုပြန်စီလိုက်တဲ့အခါအရေးကြီးတဲ့အချက်တစ်ခုများလွဲထော်သွားနိုင်သလား။ကောင်းပြီ။ ီဘောက်ဆာကိုဖြည့်ရှင်းဖို့ပထမဆုံးအနေနဲ့ပညာရှင်လေးတမိုင်းရုတ်ချက်ချင်းကပ်ပုံကိုအရင်ဆုံးလေ့လာကြည့်ကြအောင်ဒီနီလန်းကတမိုင်းဆန်ရချင်းစရာတစ်ခုကို ပြန်လဲတိဆောက်တာပါအရေးအတာပရိုဖက်ကျမ်းထဲမှာအစိုးဆုံးလို့ယူဆရတဲ့အာမေပရိုဖက်ကျမ်းနဲ့စတင်ထားတာကိုတွေ့ရမှာပါဒီလိုလုံးရတဲ့နောက်ွယ်ကအတွေးခေါ်ကလောက်ရှင်းပါတယ် ကျမ်းဒီကိုအစောဆုံးကနေအနှောင်းဆုံးအထိပြန်စီလိုက်မယ်ဆိုရင် Prophet Future ဆိုတာအချိန်နဲ့များဘလို့ပြောင်းလဲတိုးတက်လာတယ်လဲဆိုတာကိုခြေရခံနိုင်ပဲလို့ယူဆလိုပါပဲ။ဒါပဲပေါ့လေဒီလိုတမိုင်းကိုပြန်လဲတိဆောက်တာကကျမ်းစာရဲ့မူရင်းနောက်ဆုံးဖွဲ့စည်းပုံနဲ့ဒါရိုက်ကိုပဋိပက်ထဖြစ်နေပါတယ်။ဒီနေရာမှာပဲအတိတ်ကပြဿနာကိုတွေ့ရတော့တာပါပဲ။ပညာရှင်တွေပြန်လဲတိဆောက်ထားတဲ့တမိုင်းအစီအစဉ်နဲ့ကျမ်းစာမှာပါတဲ့မူရင်းအစီအစဉ်ကလုံးဝကိုမတူပဲ क्वे ပြားနေတာကိုတွေ့ရမှာပါ။ ဒါဆိုစဉ်းစားစရာဖြစ်လာပြီကျန်းစာရဲ့မူလအစီအစဉ်ကတော့ဒီတိုင်းပဲဖြစ်ကတတ်ဇန်စီထတာမျိုးလားလုံးဝမဟုတ်ပါဘူးဒီနောက်ဆုံးပုံစံဒီနောက်ဆုံးအစီအစဉ်ကိုလိုက်မှာကဘာတာရေးဆိုင်ရာအထိပ္ပယ်တစ်ခုကိုပေါ်ပြဖို့တမင်တကရည်ရွယ်ချက်ရှိရှိစီစဉ်ထားတာဖြစ်တယ်လို့ဒီချင်းခပုံကဆိုလိုတာပါအဲ့တော့ကျန်းစာရဲ့မူရင်းအစီအစဉ်နောက်ွယ်ကယူတီကိုနားလည်ဖို့ဆိုရင်ကျွန်တော်တို့ဖိုင်နီချာပုံစံနဲ့မတူတဲ့ပုံစံအနက်ဖွင့်ဆိုခြင်းစရဏီလန်တခုကိုလေ့လာကြည့်ဖို့လိုအပ်လာပါပြီ ဒါကရိုးရိုးရှင်းရှင်းဟိုးကိန်းထုတ်တာမျိုးမဟုတ်ပါဘူး။ဖျားသခင်ကတမိုက်လျောင်မှာတထမတိဖြစ်တဲ့ပုံစံတွေနဲ့လှုပ်ဆောင်တယ်ဆိုတဲ့ဘာသာရေးယုံကြည်ချက်နဲ့သက်ဆိုင်ပြီးဒီလိုထပ်တလဲလဲဖြစ်ပေါ်တဲ့ပုံစံတွေကိုစာဖတ်သူတွေမြင်နိုင်အောင်ကြားစာကိုပုံဖော်ထားတာဖြစ်ပါတယ်။ပြောရရင်ဒီလိုအလုပ်လုပ်ပါတယ်။ကြားစာကိုတိဖြစ်သူတွေက ဖျားသခင်ရဲ့အရင်ခေတ်ကလှုပ်ဆောင်မှုတွေဟာနောက်ခေတ်ကလှုပ်ဆောင်မှုတွေကိုနားလည်ဖို့တော့ချက်ဖြစ်တယ်ဆိုတာကိုစာဖြစ်သူတွေမြင်နိုင်အောင်တမင်တကာဒီဇိုင်းထုတ်ပြီးစီစဉ်ထားခဲ့တာပါဒီအယူအဆကိုလက်တွေ့ချက်ချက်အနားလည်ဖို့အကောင်းဆုံးဥပမာတစ်ခုကိုကြည်လိုက်အောင်အဲ့ဒါကတော့တမိုင်းရအရင်ပေါ်ခဲ့တဲ့အမိုးချမ်းကိုနောက်မှာထားပြီးဟိုရှစ်ချမ်းကိုပါကြောင့်ရှေ့ဆုံးမှာထားရတယ်လေဆိုတဲ့အကြောင်းရင်းကပဲကဲအမိုးကအရင်ရေးခဲ့တာတေးရတယ်ဆိုရင် prophet ငယ်သစ္စနကျမ်းလို့တေးရတယ်စူးစီးမှုမှာ သူ့ကျန်းကဘာလို့အရင်ဆုံးမဖြစ်ရတာလဲပညာရှင် George Adam Smith ကဒီလိုမှတ်ချက်ပြုခဲ့ပါတယ်အာမုတ်ကျန်းဟာဖျားသခင်ကိုဖျက်တရားနဲ့တရားစီရင်ခြင်းအဖျားယုတ်ဖြစ်တင်ကြပြီးမဖြည့်ရှင်းရသေးတဲ့ဘာသာရေးဆိုင်ရာပြဿနာတစ်ခုကိုခြံထားခဲ့တဲ့ဆိုတာပါပဲ Prophet Noah ဟာဖျားသခင်ရဲ့ဆက်ရိုက်လက္ခဏာရဲ့မတူညီတဲ့အသွင်ပင်တွေကိုအလေးဖေးဖော်ပြကြပေမဲ့အချင်းချင်းဆန့်ကျင်နေတာတော့မဟုတ်ပါဘူးအဓိကအချက်ကဒါပါပဲ ဟောရှိချမ်းကိုရှေ့ဆုံးမှထားလိုက်တဲ့ဆိုတဲ့လို့ရက်ကတီးဖြတ်သူတွေကကျွန်တော်တို့ကိုလိုင်းညွန့်ပေးနေတာနဲ့အတူတူပါပဲသူတို့ပြောချင်တာကနောက်လာမယ့်အာမှုချမ်းတွေကပြင်းထန်တဲ့တရားစီရင်ခြင်းတွေကိုဖတ်တဲ့အခါဘုရားသခင်ရဲ့မေတ္တာနဲ့ကရုဏာဆိုတဲ့အမြင်ပေါင်းတွေကနေပဲဖတ်ပါဆိုတဲ့သဘောပါပဲတနည်းပြောရရင်တရားစီရင်ခြင်းကိုမေတ္တာတရားကအရင်ဆုံးပေါင်းခတ်ပေးလိုက်တာပေါ့ဒီလိုအတဲ့ဖက်ရှိတဲ့အစီအစဉ်ရဲ့နေရာမှာဟာ Prophet Jean Dion စူးစိမှုတစ်ခုလုံးမှာပြန့်နှံ့နေတာကိုတွေ့နိုင်ပါတယ် ဒါကကျန်းစာကိုကျွန်တော်တို့ရှုမြင်ပုံကိုလုံးဝပြောင်းလဲသွားစေပါတယ်။ကျန်းစာဆိုတာထမိုင်းအချက်လက်တွေစုထားတဲ့ရင်းမြစ်တစ်ခုတတ်တာမဟုတ်ပဲဘာသာရေးဆိုင်ရာတရင်စကားတစ်ခုကိုပေးဟုထမင်းတကစီစဉ်ထားတဲ့ဇာတ်လမ်းတစ်ခုအဖြစ်မြင်လာစေပါတယ်။ဥပမာနောက်တစ်ခုကကြောယောနာချမ်းရဲ့နေရာချထားပုံမှာ တိုင်းတပါဖြစ်တဲ့အေရမျိုးသားတွေအပေါ်တရားစီရင်ခြင်းကိုဟောထားတဲ့အော်ဘရာချမ်းရဲ့နောက်မှာထားပြီး ရန်သူဖြစ်တဲ့အာရှူရီလူမျိုးတွေကိုဘုရားသခင်ကကရုဏာပြတဲ့ဇလောင်းကိုထည့်တွင်ထားပါတယ်။ပြီးတော့မှ အာရှူရီရဲ့ပေါ်တရားစီရင်ခြင်းကိုဟောထားတဲ့နောက်ဟွန်ချန်းကနောက်ကလိုက်ပါတယ်။ဒါဘုရားသခင်ရဲ့ဆရာလက္ခဏာကိုရှုပ်ထွေးနေနေစွာပုံဖော်ပြတာပါပဲ။အဆုံးမှာတော့ကျွန်တော်တို့နားလည်လိုက်ရတာက ကျမ်းစာရဲ့ဖွဲ့စည်းပုံကိုယ်တိုင်ကပြောရှင်တဲ့တရင်စကားရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေတယ်ဆိုတာပါပဲ။ စောက်တွေကိုစီစဉ်ထားပုံကဇလန်ကိုဘလို့ဖတ်ရမလဲဆိုတော့ဒီဖက်တူရီခြံထားခဲ့တဲ့လမ်းညွန်တစ်ခုလိုပါပဲဒီရှူထောင်းအရာအရေးကြီးဆုံးမင်းခွင်းကအတိတ်မှာဘာဖြစ်ခဲ့တယ်လဲဆိုတာပဲချမဟုတ်တော့ပဲဒီလိုဂရုတစိုက်စီစဉ်ထားတဲ့ကျန်းစာကအခုကျွန်တော်တို့ကိုဘလို့ဇလန်တစ်ခုပြောပြနေတယ်လဲဆိုတာဖြစ်လာနိုင်ပါတယ်တမိုင်းကဘလို့သင်ခန်းစာကိုပေးမှာလဲ